နေလေးနေတာမရှိဘူးဗျ။ဟိုဟာတခါလေအဲ့လိုတငယ်ချင်းတွေစုံလို့အဲ့လိုသွားကြမယ်ဆိုရင်လည်းကျွန်တော်ကအပြင်မှာပဲနေကြရများပါတယ်။ယူတာဟမ်ယူတာမဟုတ်လီစုပါ။ဟဲ့သူကလုံးပနေနေတာမရှိသေးတော့နောက်ကျတော့ညောင်းနေပြန်ပြန်ကျွန်တော်ကအမအမတို့နဲ့အကိုတို့နဲ့ကလည်းရင်းနှီးနေတာပေါ့နော်ဆိုတော့ ော်မိတ်ဆွေတွေလည်းဖြစ်နေတယ်ဆိုတော့ဒီစပါလေးမဖွင့်ခင်ကလည်းရောက်တယ်ပေါ့နော်ဆိုတော့ဒီဖွင့်ပွဲမှာလည်းဟိုဒီလိုအမတ်တရအနေနဲ့ပါဝင်ရတာ ပေါ့ဆိုတော့ဖိတ်ခေါ်ပေးတဲ့အကိုရီမတွေကျေးဇူးပါတယ်ဟုတ်ကဲ့ပါဒီနေ့ဒါကျွန်တော်စီနီယာအကိုရီနဲ့ဒါဒီနေ့ဖီရာစပါဖွင့်ပွဲလေးမှာတချင်းလေးတချင်းနေနဲ့တူလာရောက်ပြီးတော့ပါဝင်တည်ဆူဖြော်ပြဖြစ်တာပါဗျဖိတ်ခေါ်ပြီးတဲ့အကုန်လုံးမှလည်းကျေးဇူးတင်ပါတယ်ခုနပြောရဲပိုင်ရှင်ပေါ့နော်ဘူမတွေကလည်းကျွန်တော်တို့ရဲ့မိတ်ဆွေကောင်းနေပြီပြီးတော့ဒါသူတို့အတွက်လုပ်ငန်းတွေတစ်ခုမှတက်မိုးထားပြီးတော့မှ အဲကုံရတဲ့နေမျိုးမှာကျွန်တော်တို့ညီကောင်မတို့ဖိတ်တယ်ဆိုတော့ဒါသူတို့ရဲ့ respect ပေါ့နော်လို့ကျွန်တော်တို့ချစ်ခင်မှုလည်းကျွန်တော်တို့မြင်ရတယ်အဲ့တော့ကျွန်တော်ကလည်းတန်ပြန်ပြီးတော့ချစ်ခင်လေးစားမှုလေးနဲ့ပွတ်တက်ပေးရပါပြီးတော့ဆက်တက်တိုးပြီးတော့အောင်မြင်မှုလေးညွှန်လင်းနေပေါ့ကျွန်တော်ဆက်ပါလိုက်ပြသလိုသူတို့ကတော့မျိုးတွေလို့ဆွေးမျိုးတွေကိုပြောလို့ဆိုတော့ဘာဘာဘာပဲလို့လို့အဲဒီကျွန်တော်တို့ဒီဒီဒီမျိုးတွေဘာပဲလို့လို့ကျွန်တော်အများအားပါဆိုဒီကျွန်တော်ချစ်ရတဲ့ညီကောင်မတို့အားလုံးကလည်းကျွန်တော်ကကြားရတယ်ကျွန်တော်တို့တို့တို့ကြီးစားကြပါတော့ဘာဖြစ်ဖြစ်ဒါအလုပ်ဖြွားရေးအတိတ်ကုလုပ်တယ်ဆိုတော့ ကျွန်တော်ဒီစီးပွားရေးအဆင့်မှာအတူပတ်ပိုးတယ်ပေါ့ဒီမှာလည်းတို့ကဂျင်မနီရှိတယ်ခြားခြားအလုပ်တွေအများကြီးရှိတယ်နော်ဒီလုပ်တွေမှာလည်းကျွန်တော်ကမြန်မာလူလိုဟိုဂျင်မနီဆိုတော့တောက်ဆော့ပြတယ်မြန်မာလူလိုလုပ်တွေကထိစပ်မှုရှိနေတယ်ဆိုတော့ဒီလေးကျွန်တော်တို့ဒီပြည်ပဲမှာမရပါဘူးပါပါတော့ရောက်တဲ့ညနေရောက်တဲ့ညကိုပြပေးဆောင်ဆိုကျွန်တော်ကပို့ဆိုပို့ဆိုရကျွန်တော်လီစလီစမင်းတော့မဟုတ်ဘူးရိုးရိုးကျွန်တော်ကဟိုကဖတ်မှာဆက်အကြိုက်ဆုံးပဲတကယ်တကယ်ဟိုနေကြည့်ရဲ့ဘယ်မှမဆိုဘောနော် ိုကျွန်တော်ထင်တာကျွန်တော်ဒီကိုလုံးမှာအဲ့ခြေထောက်မှာရှိတဲ့ဒီအာရုံကြောနဲ့ကြွေးကြောနဲ့ပေါ့နော်ကျွတ်သားဒီညောင်းတဲ့တန်ဟိုပို့ပြီးတော့တိတယ်လို့ကျွန်တော်ခံစားရတယ်အဲ့တော့ကျွန်တော်ကတခြားဒီကိုလုံးဘယ်လိုပဲနေနေနေခြေထောက်ကိုနှိပ်တာတော့ညောင်းပူပြည်တယ်လို့ခံစားရတော့ခါလီဘော်ဒီမတ်ဆက်ဆိုရင်တော့မှပဲခြေထောက်ပဲတိတဲ့ခြေထောက်ဘော်ဒီမတ်ဆက်လှဲခြင်းလို့ဘော်ဒီမတ်ဆက်ယူလိုက်တယ်ဒါပေမဲ့ခြေထောက်ပဲနေပြီးပါဆိုတာပြောတော့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ favorite ကတော့ဖူမတ်ဆက်ကျွန်တော်ကနှိပ်လေးနဲ့ထားမရှိဘူးဗျဟိုဟာတခါလီ အဲ့လိုတငယ်ချင်းတွေစုံလို့အဲ့လိုသွားကြမယ်ဆိုရင်လည်းကျွန်တော်ကအပြင်မှာပဲနေကြရများပါတယ်ရိုးသား ဟမ်ယူသားမဟုတ်လီစုပါဟုတ်ကဲ့ဒီ तू ကလုံးပြိနေတောင်ယူသားနောက်ကျတော့ညောင်းနေပြည်တယ်ပေါ့အဲ तू အားကြဘလို့ဟိုပေါ့အခန်းစားချက်နဲ့တော့မူတည်တာပေါ့ကွယ်ဥမာညောင်းပုံညောင်းနီးအတိုင်းတာတစ်ခုမှာပေါ့အဲဆိုဥမာကိုကအရန်ပြိုင်းနေတဲ့အခောက်တွေမှာဆိုလို့ရှိရင်ဒီစီနဲ့ဆိုပို့ပြီးတော့ relax ဖြစ်တယ်လို့ခံစားရတယ်ပေါ့အဲ့လိုကြာရင်လည်းအဲစီလူးတာမျိုးလေးပို့ကြိုက်တယ်ဒါပေမဲ့တစ်ခါကြာရင်လည်း okay ပဲလို့ဟိုအဲ့ခြေတော့ပဲအရန်ညောင်းနေတဲ့အခောက်တွေရှိတယ်အဲ့ကြာရင်လည်း food food ကိုပဲတည်တံ့ယူတာမျိုးလေးတွေပေါ့ဆိုတော့တစ်ချိန်နဲ့တစ်ချိန်တော့မကြည့်ကျွန်တော်တော့အမျိုးစုံတုပ်စုံပေါ့နော်ဆိုတော့အဲနေဖြစ်တယ်ဒါပေမဲ့ဒီ Vera မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဖွင့်ခင်ကတည်းကကျွန်တော်ကတော့အအဆန်းဘောအနေနဲ့လာလာခဲ့ပြီးရပေါ့အမအမနဲ့ပေါ့နော်အမတယောက်နဲ့အဲ့တော့ကကျွန်တော် food food ကိုယူရပေါ့အဲ့ဆိုတော့အဲ့တော်တော်အဆင်ပြေပါတယ်ဒီကညီမလေးပေါ့နော်စကားပြောရ service ပေးတာအစားပေါ့ဟုတ်ဒီမှာကျွန်တော်ဟို TikTok မှာလိုမျိုးဟိုကောင်းလျှော်တဲ့ဟာလေးကောင်းလျှော်တဲ့ အဲဟာအဲ့အဲ့ဟိုဆောင်ကြိုက်တယ်ဒါပေမဲ့အဲ့ဟာတော့အခုတော့ကျွန်တော် try ရသေးပေါ့ကျွန်တော်လာတော့ကကျတော့အဲ့အဲ့ဒီ service တွေကမရသေးဘူးအခုအခုစရရနေဆိုပေါ့နော်အဲ့လေး try ချက်ဟုတ် therapy တခုအနေနဲ့ဆိုရင်တော့ဟိုကောင်းပါတယ်တန်ဆေးလုံပေးပေါ့နော်ဟိုကျွန်တော်ကတော့တစ်ဖက်မှာလည်းဒီ Korea ကနေပြီးတော့ပဲဖွင့်ထားတဲ့ဒီ Fitway gym မှာလည်းကျွန်တော်က sort ဖြစ်တော့အဲ့လိုမျိုး gym sort ရဲ့အလေးမားတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းကြောလျှော်ရဲဆိုတာအရင်အရေးကြီးတာပေါ့နော် ဟိုအကျော်လျှော့တဲ့စနစ်မှန်မှလည်းဟိုပြောမယ်ခဏကိုယ်တကိုယ်လုံးမှာရှိတဲ့ဒီအာရုံကြောနဲ့ပတ်သက်တာတွေရောသွေးကြောနဲ့ပတ်သက်တာတွေရောပြီးတော့အရွတ်တန်းတန်းနေပေါ့နော် muscle စီအားလုံးကိုအဲတက်ရောက်မှုကောင်းစေမှာဖြစ်တဲ့အတွက်အဲခုနီကိုလန်နဲ့အကျော်လျှော့တဲ့အခါမှာကျတော့လေနိုင်တစ်ပိုင်းဆိုတော့အားနဲ့ချက်တွေကျန်ခဲ့တာတွေရှိကောင်းရှိနိုင်ဒါပေမဲ့လူမျိုး therapy therapist တွေနဲ့ therapy တွေမှာလာပြီးတော့နှိတ်ခမ်းမယ်အကျော်လျှော့မယ်အကျော်ဖြည့်မယ်ဆိုလို့ရှိရင်တော့တကယ်ထိရောက်တာပေါ့နော်ကျွန်တော်တို့ဟိုကိုယ့်ကိုတယောက်တည်းမလုံနိုင်နဲ့မလုံတတ်တာတွေနားလေတဲ့ကျွန်းတဲ့လူတွေကအဲဖြည့်လျှော့ပေးတာပေါ့အဲ့တော့ကျွန်မကြီးရှူတော့အကြည့်မယ်ဆိုရင်တော့ အဲကျွန်တော်တို့ဟိုတယောက်တယောက် schedule တွေအောင်မတူဆိုတော့ကိုယ့်ရဲ့ခုနပြောတဲ့အညောင်းညာဆုံးအချိန်မှာဒီခုနရိုးကြောအဆင့်မြင့်တဲ့ကြွက်သားတွေကိုဖိချော့ပေးဖို့အတွက်ကျမရဲ့ရှူတော်ကလုပ်တင်ပါတယ်လို့ပြောပြချင်ပါကျွန်တော်ဒီမှာတော့လာသွားပြန်ကျွန်တော်လည်းအဲ6ရက်6ရက်လာနေတယ်ညာ6ရက်လာနေတယ်ဆိုတော့ဒီမှာ6ရက်နေလို့ရှိရင်အဲ့လိုဒေတာလေးအဲ့လို ခဲလောက်တာဒီရန်ကောင်းတယ်ပြီးတော့ nursery ဆိုတော့ဒါနာမည်တခုသူတို့ထည့်ထားတဲ့ပုံမှာတကယ်တော့ nursery စစံနဲ့ ECC စိတ်စိတ်ငင်ငင်နောက်ပြီးတော့တန်တန်ရှင်ရှင်အဲပြီးတော့နောက်ရှင်းရှင်းတန်တန်ပေါ့နော်အဲ့လိုမျိုးလိုင်းပဲပေါ့နော်သူတို့ရှင်းစားလေးရှင်းစားရှင်းစားရှင်းစားလေးလုပ်ပေးထားတယ်ဒီချာလေး service ပေးတဲ့ဟာမရတဲ့တကယ်တော့ဒီချာလေးလုပ်ထားတယ်ပေါ့ကိုလူရင်းနဲ့မပြောတော့ဘူးပေါ့တကယ်မိုက်ပါအဲ့တော့ဘာလို့ဒီဒါတစ်ခေါက်တစ်ခါရှုံးနေမှာလဲဆိုတော့ညီမတို့ရေးပြလာလာလာ ပြီးပါလားပြီးပါဘူးဟုတ်ကဲ့ပါဘယ်လိုပါလဲဒီတော့ပါခင်ဗျာစိတ်ဝင်စားတာတခုတော့ရှိတယ်ကျွန်တော်ကအဲ့ခြေတော့ခုနကမန်ချူပဲပြောပါသလိုမျိုးအဲ့လိုအဲခြေတော့နှိပ်တဲ့အဲခြေတော့တီးတန့်နှိပ်တဲ့ဥစ္စာမျိုးရှိရင်တော့စိတ်ဝင်စားပါတယ်ဘာလို့ဆိုတော့နည်းနည်းကျွန်တော်နှိပ်တိုင်းပြေးလို့ပြေးတော့ခြေတော့တွေကနှိပ်တိုင်းညောင်းတော့ညောင်းတဲ့အချိန်မှာဆိုကျွန်တော်အိမ်မှာပဲကြောက်ကိုအကျော်ရှော့ဖြစ်တာများတယ်အဲ့လိုဆိုတော့လေအဲ့လိုဆိုတော့အကယ်၍မြန်လောက်ခင်းရမယ်ဆိုလို့ရှိရင်အာခြေတော့တီးတန့်အဲ့လိုမျိုးအာနှိပ်တဲ့ ကဏ္ဍလေးတခုရှိမယ်ဆိုရင်တော့လောက်ဖြစ်မှာပါဟုတ်အဲအားလုံးပဲခုနပြောသလိုပေါ့နော်ဟိုတန်တန်ရှင်းရှင်းနဲ့ပြီးတော့မိသားစုတွေအတူတူကလာနိုင်တဲ့အဲကျွန်တော်တို့ရဲ့ဒီ viral luxury spa ကိုဟိုကျမကြီးအတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ခုနပြောအနှိမ့်ခံရအောင်ကြိုက်လို့ပဲဖြစ်ဖြစ်ပေါ့နော်အားလုံးဒါမှမဟုတ်တခါမှအတွေ့အကြုံမရှိသေးဘူးဆိုရင် first experience လေးရတဲ့အနေနဲ့ဒါကိုဖြစ်ဖို့ဖြစ်ခေါ်ကြပါမယ်ခင်ဗျာဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ